attractive ဖြစ်ဖို့အတွက်ရှက်ရှင်လှုပ်ဆောင်နိုင်တဲ့အရာလေးတွေကိုဒီနေ့ဗီဒီယိုမှာပြပြပေးမယ်။ကျွန်တော်ကလှုပ်ရှင်နိုင်များတယ်ဖြစ်ရှင်နိုင်များတယ်။ဘာပြင်ဘာလုပ်မယ်ဆိုပြီးတော့ခေါင်းထဲမှာဇက်တိုက်ဝင်လာတာမျိုးတွေကြုံမှုကြလိမ့်မယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်လာကြလာတဲ့အခါမှာကျွန်တော်ဟို energy drain ဖြစ်လာတယ်လုံနေတဲ့အရာအပေါ်မှာအောင်ဆူဆိုင်မှုညော့လာတယ်ပေါ့နော်။ဒီအရာတွေကကျွန်တော်တို့ကို productive မဖြစ်စေတဲ့အချက်တွေကအာတစ်ချက်ဆိုလို့ရှိရင်မမအောင်ပေါ့နော်။အဲ့တော့ဒီလိုမဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်လှုပ်ဆောင်နိုင်တဲ့အလွယ်ကူတဲ့အရာလေးတွေရှိတယ်ပေါ့နော်။အဲ့အရာလေးကိုကျွန်တော်အခုပြပြပေးမယ်။ ပထမဆုံးချက်ကကြတော့ကိုလောရမဲ့နေ့စဉ်အလုပ်တွေကို to do list ရှာမှတ်ခြင်းပဲဖြစ်ပါတယ် to do list ကိုတရက်မှာ3ခုအနေမျိုး6ခုတိလောက်ရှာမှတ်လို့ရပါတယ်အဲပြီးပြီဆိုလို့ရှင်တော့ဒုတိယချက်အနေနဲ့အရေးကြီးတဲ့အလုပ်တွေကိုအရင်ဆုံးလုပ်ပါပြီးတော့မှသိပြောအရေးမကြီးတဲ့အရာတွေကိုနောက်မှလုပ်ပေါ့နော်အဒီယာကလည်းကျွန်တော်အလုပ်တွေပြီးမြောက်ဖို့တော့ဆိုလို့ရှင်အရေးကြီးတဲ့အချက်အချက်ဖြစ်ပါတယ်တတိယချက်ကကြတော့ကိုကအလုပ်တစ်ခုမလုပ်ခင်မှာကိုယ့်ဘီနားမှာရှိတဲ့အနောက်ချက်တွေကိုရှင်းလင်းထားဖို့လိုအပ်ပါတယ်အဓိကအရေးကြီးဆုံးကတော့ကျွန်တော်အခု သုံးနေတဲ့ဖုန်းတွေပေါ့နော်အာဖုန်းတွေဆိုလို့ရှိရင်အမြဲ notification တွေဝင်နေ message တွေဝင်နေဒီຢာတွေကကျွန်တော်အလုပ်တစ်ခုလုပ်တဲ့အခါမှာအနောက်ချက်တွေဖြစ်စေဒါကြောင့်မို့လို့ကိုယ့်ရဲ့ဖုန်းအဝေးမှာထားတာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း airplane mode တင်တာဖြစ်ဖြစ်ဒီလိုမျိုးလေးလုပ်ကြည့်လို့ရတယ်ပေါ့နော်နောက်ချက်အနေနဲ့ test တစ်ခုလုပ်နေတော့မှာ နောက်တစ်ခုကလုပ်ဖို့တော့ခေါင်းထဲပေါ်လာရဲဆိုပါစို့အဲ့လိုပေါ်လာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကရှက်ရှင်အဲ့ဒီအလုပ်ကိုထပြီးမလုပ်လိုက်နဲ့မလုပ်ပဲနဲ့အာပေါ်လာတဲ့အလုပ်ကို စာရွက်ပုံမှာဖြစ်ဖြစ် note ပုံမှာဖြစ်ဖြစ်ခဏလောက်ချပြီးတော့မှတ်ထားလိုက်ပေါ့နော်ပြီးလို့ရှိရင်ကိုလက်ရှိလုပ်နေတဲ့ task ပုံမှာပဲအအောင်စုဆိုင်ပြီးတော့ပြန်ပြီးတော့လုပ်ပါအာပြီးတော့မှပဲအဲ့ဒီခုနကခေါင်းထဲပေါ်လာတဲ့အလုပ်ကိုသွားလုပ်တာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုနောက်ရက်မှလုပ်ဖို့အတွက် to do list တွေထည့်တာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ကြည့်လို့ရပါတယ် နောက်ဆုံးချက်ကကြောင့် Pomodoro technique ကိုအသုံးပြုဖို့ပဲဖြစ်ပါတယ်။အဲဒီနီးလန်းကကြောင့်အအောင်စူးစိုက်ဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးအသုံးဝင်တဲ့နီးလန်းတစ်ခုဖြစ်ပါတယ်။25မိနစ်ကိုတည်တည်ချာချာလေးအအောင်စိုက်ပြီးအလုံးလုံးအနောက်ချက်တွေကိုရှင်းတာပေါ့နော်။အပြီးရင်5မိနစ်နာ25မိနစ်ပြီလို့5မိနစ်နာတဲ့အချိန်မှာကျွန်တော် social media တုံးတာဖုန်းတုံးတာ message ပို့တာဒီလိုရရင်မလုပ်ပဲနဲ့အဲခဏလောက်လမ်းလေးထားချောက်လိုက်တာပေါ့ပါသွားတာရေးလေးတောက်လိုက်တာဒီလိုမျိုးလေးတွေလုပ်ကြည့်လို့ရပါတယ်။ အဲ့ဒီအရာကို25မိနစ်အလုံးလုံး5မိနစ်နာဒီလိုပုံစံမျိုးနဲ့၄ကြော့အလုံးလုံးပေါ့နော်အတုတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့2နာရီပေါ့နော်2နာရီအလုံးလုံးဒီလိုပုံစံမျိုးလေးတွေအသုံးပြုခြင်းအပြင်ကျွန်တော်တို့တည့်ရတာမှာ protective ဖြစ်ဖို့အတွက်လမ်းစာလေးဖြစ်လာပါလိမ့်မယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြင်ပြဆုံးနေကြပါမယ်။ဒါကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေ။